Okay brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က brother တို့အတွက်မကြခင်မှာပြန်လာတော့မလဲ aspect unit event ကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဒါနဲ့ခဏလေးနေုံ brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးဒီအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားကြီးအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော် ကဲအီဗန်ရဲ့ဒီဇိုင်းကလာအနေထားလေးကတော့ browser တို့အခုမြင်တွေ့နေရတဲ့အတိုင်း advanced server ပေါ်မှာရောက်ရှိလို့နေပြီဖြစ်ပါတယ်။ event ကတော့ဒီပုံစံအတိုင်းပါပဲ။ဘာဖြစ်တော့မဟုတ် original server ပေါ်ကိုရောက်လာခဲ့ရင်လေအဓိကအပြစ်ဒီ event ကကျွန်တော် Leslie နဲ့ Changge တို့ရဲ့ express unit skin ကိုဖောက်လို့ရမယ့် event လေးပဲဖြစ်ပါတယ်။ကောင်းကြီးတွေ။ကဲအဲ့တော့ကျွန်တော် original server ပေါ်ကိုရောက်လာခဲ့ရင်လေအခုပုံစံအတိုင်းနဲ့ရောက်လာအောင်ပါဖြစ်ပါတယ်။ ။ even ကအရင်နှစ်တည်းတုန်းကလာဖို့ပြီးသားဆိုပေမဲ့ကျွန်တော်အနေနဲ့ brother တို့အတွက်တရအောင်လို့ပြန်ပြီးတော့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ကဲ Pride ဘူးထဲမှာဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲကျွန်တော်တို့ aspect ယူနေစကင်၎င်းဖြစ်တယ်။လက်စလိနဲ့ခြံငယ်ရဲ့စကင်၎င်းကိုမြင်တွေ့နိုင်ပါပြီဖြစ်ပါတယ်။ကောင်းကြီးပြီ။ event ရဲ့ main skin ၎င်းလို့လည်းပြောလို့ရတာပဲဖြစ်ပါတယ်။ကဲဆိုဒီ skin ၎င်းကတော့ကျွန်တော် draw နေနေတန်းပတ်ဖို့ကတော့ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့နော်။ထားလိုက်တော့မဖြစ်နိုင်တာတွေမပြောတော့ဘူး။ဖြစ်နိုင်တဲ့ဟာတွေပြောမယ်။ဒီဘက် exclusive skin တွေဘာချမ်းမှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့ကျွန်တော် collider skin ၎င်းပါမယ်။ Savanna ရဲ့ collider နဲ့ Yen Sashin ရဲ့ collider ဆိုပြီး collider skin ၎င်းပါလာမှာဖြစ်ပါတယ်။ဒါတွေကကျွန်တော်တို့ draw နေနေပေါက်နိုင်ခြင်းရှိတယ်ပေါ့နော်။ကံကောင်းရင်ပေါက်နိုင်တဲ့ skin တွေပဲဖြစ်ပါတယ်။ ကဲပြီးတော့နောက်ထပ်ကျွန်တော်တို့ Dallas Bucks မှာဆိုလို့ရှိရင်တော့ပါပါမယ်ဆိုတော့ Live Boss Skin လည်းကောင်းပါမယ်။အဲ Tigran နဲ့ Grand ရဲ့ Live Boss Skin တွေပါမယ်ပေါ့နော်။ပြီးတော့ကျွန်တော်ထုံးစံအတိုင်းမှာကျွန်တော် Epic Skin တွေပါမယ်။ Epic Skin တွေကတော့ကျွန်တော်တို့ဘာမှတိတ်ထွတ်ထွတ်အများကြီးမဟုတ်ကြောင်းအနေနဲ့အဲ့တော့ရှေးရှေးဝေးဝေးတိတ်မပြတော့ဘူးပေါ့နော်။ကဲနောက်ပြီးတော့ကျွန်တော် Special Skin တွေပါမယ်။ Special Skin တွေကလည်းကျွန်တော်တို့ဒါ ကိုမရှင်ပြီးသားတွေလည်းရှင်းရင်ရှင်းမယ်ပြီးသွားရင်တော့ဟို A line ပေါ့နော်ဒါတွေကလည်းကိုမရှင်ပြီးသားစကင်နေရှင်းရှင်းမယ်မရှင်းလည်းမရှိဘူးပေါ့နော်ကဲပြီးသွားရင်တော့ကျွန်တော် item item တွေထဲမှာဆိုပါပါမလဲဆို emote တွေပါမယ်ပေါ့နော်အခုလိုမျိုးကျွန်တော်လည်း LAN နဲ့ emote လေးတွေပါမယ်ပြီးသွားလို့ရှင်ကျွန်တော်ဒီအောက်မှာတော့ဘာတွေပါမလဲဆိုတော့ကျွန်တော် ဒီ fragment ကတ်တွေပါမယ်ဘယ်ဘာနှစကတ်ရေးပြီးနှစကတ်ပြီး lucky draw token ပြီး new rival token ပြီး coe တွေလည်းပါလာမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေကဲဆိုတော့ကျွန်တော် event ရဲ့ draw အကြောင်းကိုစပြီးတော့ပြောလိုက်ရအောင်ကဲ event ရဲ့ draw ကတော့ကျွန်တော်ထုံးစံအတိုင်းပဲ one draw ကိုသူ့အနေနဲ့ဒီ never shorting ကတည်းကလည်းတော့ပေးရတယ်ပုံမှန်ဆိုလို့ရှိရင်တော့ one draw ကိုကျွန်တော်က diamond 130နဲ့လက်ရမှာဖြစ်ပေမဲ့ကျွန်တော် never shorting နဲ့ဆိုတော့ diamond 100နဲ့မှ၅လုံးနဲ့လက်လို့ရမှာဖြစ်ပါတယ်ကဲ tandro ကတော့ကျွန်တော် diamond 1050နဲ့လက်ရမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေကဲ ဒီတန်ထရောတစ်ခါလဲတိုင်းမှာလေဒီအောက်မှာပြရတဲ့အတိုင်းပဲပေါ့နော်ဒီကိုရှိမှာမပိုင်ဆိုင်ရသေးရဲ့ AI second ဒါမှမဟုတ်အဲ့ထက်ပိုကောင်းတဲ့ second ကောင်းကောင်းပေါက်နိုင်လို့ပြောတယ်ဒီကန်ကောင်းရင် collector second အထီတောင်ပေါက်နိုင်တဲ့အခွင့်အရေးလေးတွေလည်းရှိတယ်ပေါ့နော်ပြီးတော့အဲ့သူ့အနေနဲ့ဒီတန်ထရောတစ်ခါလဲတိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီ offer house ဆိုတဲ့ဟာလေးရမယ်ပေါ့နော်အဲ့ offer house ဆိုတာလေးကကျွန်တော်ဘယ်လိုရမှာလဲဆိုလို့ရှိရင်တော့ဒါဒီဟာလေးပေါ့နော်အဲအမှဘောလုံးလေးတစ်ကြိမ်ပစ်ကြမယ်အဲ့ဒီဘောလုံးလေးကြရတယ်ပေါ့နော်ဘောလုံးလေးကပုံသုံးပုံရှိတယ်ဗျအဲ့ဒီပုံသုံးပုံလေးကတပုံးကိုအဲသုံးကတိတိကြမယ်ဆိုလို့ရှိရင်ဒါ ဒီ Netflix နဲ့ channel ရဲ့ဟိုဘယ်လိုပြရမလဲ SSN နဲ့ skin ကိုရမယ်ပေါ့နော် random ရမယ်ဒါလည်းကျွန်တော်တိတ်အညာရှင်းမြเสียမလို့လောက်ဘူးဒီအကြောင်းက browser ကိုလည်းတိလောက်ပြီးတော့ထင်တာနော်အဓိကဒီမှာဒီရနေအလုံးလေးကြမယ်အလုံးလေးကြတာဒီပုံလေးတွေဝင်သွားမယ်ပေါ့နော်ပုံလေးတွေကိုကျွန်တော် ုံးကပေါ့နော်အဲတဲဟိုပုံးတပုံးလေးကိုသုံးကတတိဝင်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီပုံးကပွင့်သွားပြီးတော့ကျွန်တော်လက်စလီနဲ့ချန်ကယ်အက်စပရက်ယူနဲ့စကင်နှစ်ကောင်တွေကတကောင်ကို random အနေနဲ့ရရှိမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော်အရင်နှစ်တည်းကလာဘူးပြီးသားအီဗန်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့တိတ်ဘာမှတိတ်အလောက်ထိခက်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 နည်းနည်းနည်းရှင်းပြစီရမလို့လာဖို့လို့ထင်ပါတယ်ကဲပြီးသွားရင်တော့သူ့အနေနဲ့အထူးတိတ်တာ resource တွေလည်းပါတယ်အမဘာပါမလဲဆိုတော့ကျွန်တော် record ပါမယ်ပေါ့နော် record ဖောက်လို့ရမယ် SW unit record ကြောင့် Dymo 15လုံးနဲ့ပေါ့နော်ဒီ record လေးကို Dymo 15လုံးနဲ့ဖောက်လို့ရမယ်ကျွန်တော်ဒီထဲမှာတခြားပါးတွေပါမယ်ဆို fragment cut တွေပါမယ် ticket တွေပါမယ်စမ်းသုံး cut တွေလည်းပါလာမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေကဲပြီးတော့ကျွန်တော် record မလို့ခြင်းဆိုလည်းဒီ Leslie ရဲ့ရုပ်တုကိုဖောက်လို့ရတယ်ရုပ်တုတော့ကျွန်တော် Dymo 10လုံးနဲ့ဖောက်မှာဖြစ်ပြီးတော့ကျွန်တော်ဒီမှာဆို fragment cut တွေမော်အမုံနေအစမ်းသုံး cut တွေဟိုဟာတွေပေါ့နော် ဒီရုပ်တုတွေရမှာဖြစ်ပါတယ်။ကဲပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာခြံငယ်ရဲ့ရုပ်တုပေါ့နော်အဲ့လိုပဲကျွန်တော် fragment ကတ်တွေပါရင်မဟုတ်မဟုတ်နေပါမယ်။ diamond 10လုံးနဲ့ဖောက်ရမယ်ပေါ့နော်။ကဲပြီးသွားရင်တော့ notification ော်ဒီ vacation effort ရဒီ effort ကိုပဲကျွန်တော်တို့ diamond 15လုံးနဲ့ဖောက်အောင်ပြည့်ပြီးတော့ကျွန်တော်ဒီ fragment cut တွေဒီ ticket တွေဘာညာတကားလေးကြောက်ကွာစီလေးတွေလည်းပါလာအောင်မှာဖြစ်ပါတယ်။ကဲပြီးတော့တရားတော့သူ့အနေနဲ့ coupon နဲ့တော့ဖောက်ရမယ်လို့တည်ထားရတာပေါ့နော်။အခုလောဆယ်ကျွန်တော်မှာ coupon မရှိဘူး diamond လည်းမရှိဘူးဖောက်မပြတော့ဘူးပေါ့နော်။ကဲနောက်ထပ်ကျွန်တော်တခုပြောပြရကြံသေးတယ်ပေါ့နော်။ကျွန်တော်ခုနကတန်းကြောတစ်ခါလှည့်တိုင်းမှာကျွန်တော်ပုတ်ကောင်းလေးစပြင်ပြီးတော့ပုတ်ကောင်းလေးကျွန်တော်တို့ e light အဲကိုမှမရှိတဲ့စကင်တကောင်ကောင်ရမယ်လို့ပြောထားတယ်ပေါ့နော်။ တကယ်လို့က brother တို့ကကိုယ်မှရှိပြီးသားစကင်ပြန်ပေါက်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြရတဲ့ pass recommend ဆိုတာလေးပြောင်းသွားမှာဖြစ်ပါတယ်။ pass recommend အခု30ပြည့်ရင်တော့ကျွန်တော် free တုံငင်တကက်အနေနဲ့သူ့အနေနဲ့ ပြောင်းလဲပြီးတော့ရရှိမှာဖြစ်ပါတယ်။အခုရှိမှာရှင်းပြတာစကင်ဆိုအီလိုက်ပေါက်လို့ရှိရင်တော့ fragment နဲ့ special ပေါက်လို့ရှိရင်တော့လည်းများလာမယ်။ဒါကတော့ fragment ကတော့ဒီစကင်အပေါ်မူတည်ပြီးပြောင်းလဲမှုလည်းရှိသွားနိုင်တယ်ပေါ့နော်။အဲကျန်တာတော့တိတ်ဗမာထရီတူအများကြီးမရှိဘူးပေါ့။ကဲကျွန်တော်ဒီ event ရဲ့ free token ရဲ့အကြောင်းနဲ့ကုန်စင်ရမယ့်ဘတ်ကြောင့်တစ်ချက်ပြောလိုက်အောင်။ကဲဆိုတော့ event ရဲ့ free token ကရော fee 1နဲ့ fee 2ဆိုပြီးတော့နှစ်ခါလာသွားမှာဖြစ်ပါတယ်။ဆိုတော့ event ရဲ့ fee 1မှာဆိုလို့ရှိရင်ကျွန်တော်က diamond 250ထည့်မယ်။ င်း150သုံးမယ်ဆိုကြော free တုံငီ16ခက်ရမယ်ပြီးတော့ရင် fit 2ကြိုင်လည်းအဲ့လိုပဲ150ထဲမဲ150သုံးမယ်ဆိုရင်16ခက်ရမယ်အဲ့တော့စုစုပေါင်း fit 1 fit 2ကျွန်တော်တို့ diamond သုံးမယ်ဆိုလို့ရှိရင်စုစုပေါင်း free တုံငီအနေနဲ့ကကျွန်တော်32ခက်ရမှာဖြစ်ပါတယ်32ခက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပုံးတစ်ခုတည်းပဲအများတိုင်းကြမယ်ဆိုတော့3ခက်ကြမယ်ဆိုတော့ကန်ကောင်းရင်တော့ free တုံငီနဲ့ diamond 900လောက်နဲ့ရသွားနိုင်တယ်တကယ်လို့အဲ့လိုမြင်မှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမဲပင် short သေးလေးတွေနဲ့၃ရက်တစ်ခါ၄ရက်တစ်ခါဝင်လှည့်ရင်လည်းရနိုင်ပါသေးတယ် Ebay ကိုဂုံစင်ပြဖို့ကတော့ Ebay original server ဘုတ်ကိုရောက်လာတော့မှာပဲကျွန်တော်အနေနဲ့ဗီဒီယိုလေးတင်ပြီးတော့ brother ကိုရှင်းပြပေးမယ်ပေါ့နော်။ခဲပြီးတော့နောက်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့ brother တွေထဲမှာ share like ကခင်ဝေးလို့ခြင်းလဲသူတွေရှိရင်တော့ယခုဗီဒီယိုလေးကိုသွားကြည့်ပြီးတော့ခင်ဝေးမှာပါဝင်ကဆက်လို့ရပါတယ်။ကဲအဲ့တော့ဒီနေ့တော့ဝိုင်းစီရိုးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကဲဗီဒီယိုလေးကိုဆုံးနေ live ပါကြည့်ရှုပေးကြရလို့ brother တို့အားလုံးကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးကောင်းကြီးတို့။ကဲဆိုအားလုံးပဲစောကြည့်ထိပေါ့နိုင်ပါရောက်ကြပါပြီဗျာ။